ဒီနေရာကိုဒီပေါ့နော်ဒီဒါ flower လေးတက်မှာပေါ့နားလေးမှာအဲ့ဒီဟာကိုထိုးလာတာဆိုလို့ရှိရင်ဒါဆို400 gram ကျော်သွားပြီဒါဒါဆို300ထိုးရင်900 gram ပေါ့နော်ဒါပေမဲ့ဒီ400 gram တော့မထိုးတော့ဘူးဒါကိုကြည့်လိုက်တော့နည်းနည်းတော့အာနည်းနည်းဝတ်လို့ရတယ်ပေါ့နော်ဟိုနည်းနည်းခြုံလို့ရတယ်နေထားရောက်ပြီဆိုတော့အာဒီဒါဒီတဒီတခုပေါ့ဒီတလိုင်းပြီးသွားရင်နည်းနည်းရယ်ပန်းလေးတက်တော့မယ်ပေါ့နော်ပန်းလေးတက်တော့မယ်အခုဒါဒီတလိုင်းလေးကိုပေါ့နော် ခုကျမှလည်းဒီလီယန်ဒီမှာတေချာရိုက်ကြတယ်ပေါ့နော်ဒီကဘေးကန်ကြီးကျမှလည်းဒီလီယန်ရိုက်လိုက်တော့ဒီဟာဒီဟောင်ထိုးတာဆိုလီယန်၄ရက်လောက်ထိုးရတယ်၄ရက်လောက်ဆိုတော့၃ရက်ကျော်လောက်ပေါ့၃ရက်ကျော်လောက်တရက်ကတော့ပြင်သွားတော့ဒီပေါ့နော်ဒါဆိုလို့ရှိရင်သူကလေလီလီယန်ကပေါ့နော်ဒီဒီထိုးနေဒီပန်းဝင်တက်နေရ YouTube တွေကကြည့်လိုက်တယ်ဒါပေမဲ့ဒီဟောင်ကြတော့လီလီယန်က group တစ်ခုကို join လိုက်တယ်ပေါ့ group တစ်ခုကသူက idea ကို blanket ကို၃ထောင်ပေးရတယ်သူရဲ့ပတ်တန်ပေါ့သူကဒီအောင်ထိုးပြတာပေါ့နော်အဲ့ဒီဟာလေးကိုအာလီလီယန်ကြည့်လိုက်တယ်ပေါ့သူကသူကထိုးပြတာပေါ့နော်ဒီဟာလေးကိုဘယ်လိုလုပ်ပါမလဲဘယ်လိုလုပ်ပါမလဲဆိုတော့ဒီပေါ့နော်လွယ်လွယ်တော့လွယ်ပေါ့ဒါပေမဲ့နီနီယန်ကကြတော့ဟိုလိုအမှတ်နဲ့သွားရမှာလေအမှတ်မှန်ဆိုလို့ရှိရင်အာတတိုင်းပြီးရင်တိုင်ပွားပြီးနှစ်တိုင်းပြီးရင်တိုင်ပွားအာသုံးတိုင်းပြီးရင်တိုင်ပွားအမှတ်မှန်ဆိုအဲ့လိုမျိုးသွားရတယ်သွားပါပေါ့အဲ့ဒါကို လူငယ်ငါကြတော့ဒီတင်တဲ့ဆရာမပေါ့နော်လွေရောင်လို့ဆိုပြီးတော့ပြောကြတော့ဒီတတိုင်းပြီးလို့ဒီလိုမျိုးလေးအတန်းလေးပေါ့ဒီလိုအတန်းလေးနေရာကိုရောက်ပြီဆိုရင်ဒီမှာဒီနားမှာဆိုနှစ်တိုင်းပွားရမယ်လေအဲတော့အဲ့လိုမျိုးထုံးသွားရရရတယ်ပေါ့နော်အဲ့နေရာရောက်တော့မှပဲအာတိုင်ပွားကိုထည့်လိုက်ပေါ့ဆိုတော့လီလီယန်ကတော့အဲ့လိုမျိုးထိုးထားတယ်ဒါပေမဲ့လီလီယန်ကအမှတ်နဲ့ထိုးထားတာမဟုတ်တဲ့အတွက်ကြောင့်မို့လို့နည်းနည်းတော့ပေါ့နော်ဘီလေးကိုကားလာတော့အဲ့လိုမျိုးလေးရောရှိရယ်ပေါ့နော် သူကလွယ်လွယ်လေးပဲဒီမှာပေါ့နော်ဒီမှာလူမျိုးအာတရစ်တိုင်ပေါ့ပြောရမယ်ဆိုလို့ရှိရင်အာဓာတ်ပဲခုချက်လာစင်ငယ်ခုချက်လာဒီဟာနဲ့ဆိုတော့တိတ်မသိဘူးအာပေါ့နော်အဲ့ဒီဟာကိုဒီလိုမျိုးလေဒီတရစ်တိုင်ပဲထိုးွားကွာဒီလားဒီနေအဲ့လိုမျိုးထိုးွားအဲ့ပတ်တန်ဖန်လေးတွေကတော့တသက်ရှိရယ်လီလီယန်ကြည့်အောင်မယ်လီလီယန်အရင်တော့အတင်တော့မြန်မာလိုပဲတင်ထားတာ မြန်မာလူမျိုးတွေကတော့ single crew ချက်တူ double crew ချက်တူမှားမှာဆိုပေါ့ဒီနေရာဒီဟာတရက်တိုင်းလို့ပဲပြောလိုက်ပေါ့နော်ဒီအောင်လို့မျိုးလေဒီမှာတရက်တိုင်းလေးတိုင်ပွားဝါတိုင်ပွားဝါတော့သူကတဖြည်းဖြည်းနဲ့ဒီလိုအပြည့်အင်ဖြစ်သွားတာပေါ့ဒီအပြည့်အင်ဖြစ်သွားပေါ့ဒီရိုက်ဖို့ကလည်းအခုကနေနေရာကအခုံကိုတိကျအပြည့်မလောက်ထားတော့လေဟမ်းမိတ်စပွဲကိုတိကျမလောက်ထားတော့ ရိုင်းရခတ်လို့နေနေရဒီထိုးတဲ့ဟာမရိုက်တော့ဘူး။အကောအကိုပဲလုံးလုံးထိုးနေတာပေါ့နော်။လုံးလုံးလေးပေါ့။အားအားရဲ့အချိန်အတဏီကိုထိုင်ပြီးတော့ဒီဟာလေးကိုထိုးနေရ။အာပြီးတော့ပြီးတော့မယ်။ဘာလို့ဆိုတော့နေနေရခရီးတစ်ခုကိုကြားစားရှိတယ်။အဲကြောင့်လို့ရှိရင်နေနေရဒါလေးကိုဝှစ်ချင်လို့ပေါ့။ဝှစ်ချင်နေဆိုတော့ခြုံကြလို့ပေါ့နော်ဒါလေး။လုံးလုံးပေါ့။အာအနှွေးလိုမျိုးလေးပေါ့။အနှွေးတစ်ပတ် အနှွေးတစ်ပတ်ကလေးကိုလုံးချင်တော့မှာပန်းပွင့်လေးလိုက်ထူးအောင်လားကအញ្ញံဒီအောင်ပြီးအောင်လို့ထူးအောင်နော်ညလွယ်လွယ်လေးအဲ့လိုမျိုးပဲတရစ်တိုင်းလေးပဲအကုန်လုံးလိုက်ပြီးတော့လေတရစ်တိုင်းလေးပဲလိုက်ထူးအောင်ဒီမှာဒီနေရာရောက်ပြီဆိုလို့ရှိရင်သူကဒီလိုပြောတယ်ပေါ့နော်ဆရာမကဒီမှာဒီမှာတိုင်းနဲ့တိုင်းတက်ပြီးရင်ဒီမှာအချင်းတစ်ခါထိုးပေါ့နော်ပြီးတော့မှာ အာဒီဘက်ကိုလို့မသွားဘူးအဲ့ဒါမှသူ line ပေါ်လာတယ်ဒီဒီအလဲရ line လေးတွေကအဲ့လိုမျိုးလုံးမပေါ်လာတော့တော်တော့အမျိုးမျိုးတော့ရှိတယ်ပတ်တန်တွေကတော့မျိုးမျိုးရှိမှာပေါ့နော်ဒါတော့လီလီယန်တက်တဲ့ဆရာမပြောတဲ့အတိုင်းပေါ့အဲ့လိုမျိုးပေါ့အဲ့လိုတွေပဲထိုးပါအဲ့တစ်ချိန်လုံးအဲ့လိုမျိုးတွေထိုင်ထိုးနေလက်တွေရောမညာဘူးအာတချို့တွေဒီဟာကိုလေဘလို့လဲဘလောက်တွေလဲတောင်းလာသူကတော့တောင်းမှာပေါ့ လို့ဆိုတော့အရင်လက်ညောင်းလေပြီးရင်တေချာထိုးသွားသူတို့ကြတော့သူများကိုထိုးပေးရတဲ့သူတွေကြတော့လေကိုကိုဝိတာလို့မတူဘူးလေတေချာအတိအကျ line လေးတွေဆိုလည်းညီနေမှအတိအမှန်ဒီပြန်လို့ကြတော့ကိုဟာကိုဝတ်ဖို့ပဲကိုဟာကိုလောက်တာဆိုဘလို့ပဲဖြစ်ဖြစ်ရတယ်ကိုကကိုလိုရင်းနဲ့ line တွေကို line မှတ်မနေဘူးတေရပါလားအဲ့လိုကိုဟာကိုပုံမှန်လေးဟိုကိုလိုချင်တဲ့ပုံစံလေးပေါ်ရရပြီဒီနေရာကြတော့အဲ့လိုလေဒီကြိုင်လိုက်မှတ်နေလေ ေ့ကိုလေးလေးပြီးအောင်စတင်ပါမယ်နော်။ခုတော့ဒီမှာဒီမှာပြောလေးပေါ့။ဒီမှာပုံရတော့ပုံရတယ်။နောက်မှလည်းပြန်